ီညရှင်ပြိုင်ကစားမဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာဂန်နာနဲ့တော်တင်ဟော့စ်ပါတို့ဘလို့ပွဲထွက်လာနိုင်ပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကုခိုင်းစတာဖုတ်ဘောရှိုးအနေကျူတော်ရဲကျွန်တော်ကုခတ်မှာဒီညပွဲထွက်လာနိုင်တဲ့ line up အခင်းချင်းတဲ့ဒန်ရကစားသမားစီးရင်တွေကိုဆွေးနွေးတုံ့သက်မှုပြုလုပ်သွားမှာဖြစ်ပါတယ် ပွဲထွက် line up confirm ဖြစ်သွားတဲ့အခါကျရင်လည်းကျွန်တော်ရဲ့ Cookie Star Football Show 2.0 Facebook page မှာ day i live line up analyze လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဘယ်ကစားသမားတွေဒဏ်ရနေလဲပါဖို့မပါဖို့မသေးကြနေလဲအဲ့ဒီအပိုင်းလေးကိုအရင်စဆွေးနွေးကြအောင်စပါးတင်ကတေချာပေါက်လွှဲမဲ့ကစားသမားတွေကတော့ Dominic Solanki Pisuma Kulusevski Medicine စတဲ့ကစားသမားတွေဖြစ်ပါတယ်ထူးခြားချက်လေးတစ်ခုလည်းရှိနေပါသေးတယ် ဒီတူကြချက်ကတော့2014နောက်ပိုင်းမှာ hurricane နဲ့ဆွန်ဟောင်းမင်းတယောက်မဟုတ်တယောက်မပါဝင်ပဲကစားခဲ့ရတဲ့ပထမဆုံးမြောက်လန်ဒါဘီပွဲတွေဖြစ်လာပါလိမ့်မယ်။တနည်းအားဖြင့်အရင်တော့မြောက်လန်ဒါဘီတွေမှာ2014ကစပြီးတော့ဆွန်ဟောင်းမင်းပါရင်ပါမပါရင် hurricane ပါတယ်အနည်းဆုံးတော့။ဒါပေမဲ့အခုပွဲစဉ်ကတော့ဆွန်ဟောင်းမင်းရော hurricane ရောနှစ်ယောက်လုံးမပါဘဲနဲ့ပထမဆုံးကစားမယ်မြောက်လန်ဒါဘီပွဲလို့ဆိုလိုတာဖြစ်ပါတယ်။ဒါပေမဲ့2014နောက်ပိုင်းကစလို့ပါ။ โอเคအဲ့တော့စပါးရဲ့ဒန်ရကစားသမားစီးရင်ကဒါပြီးခဲ့တဲ့အပတ်ချယ်ဆီနဲ့တွေ့တုန်းကဒန်ရကစားသမားစီးရင်မဲ့တိတ်ထွေတူးတူးပြောင်းလဲမှုတော့မရှိဘူးဒါပေမဲ့ပြန်ပါလာတဲ့ကစားသမားတွေထဲမှာအားရစရာကောင်းတဲ့တည်င်းအချက်လက်လေးတချို့တော့ရထားပါတယ်ပပိစာနဲ့လူကတ်စ်ဘာဂျ်ဗောလ်ပြန်လဲပါဝင်လာပါပြီအထူးသဖြင့်ဘာဂျ်ဗောလ်ပေါ့နော်တော်တင်ဟော့စ်ပါသည်ချယ်ဆီနဲ့တွေ့စဉ်အချိန်ကာလတုန်းကဘောလုံးနဲ့အကန့်ခံရပြီး နည်းနည်းမူးသွားတဲ့ဘာဂျောလေးပြန်ပြီးတော့ပါဝင်လာတဲ့အတွက်ကွင်းလယ်မှာအားကောင်းပေါင်းတဲ့အခြေအနေလေးပြန်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ရန်နန်ကိုလိုမူယာနေလည်းဒီပွဲအတွက်ပြန်လဲပါဝင်လာပြီဖြစ်ပါတယ်။ကဲကျွန်တော်တို့ဂန်နာတွေဟိုဂန်နာတွေရဲ့ဒန်ရပြဿနာဘာညာစင်းကနည်းနည်းလေးရှုပ်တယ်။တချို့ကစားသမားတွေကတော့လုံးဝမပါဘူး။တေကြရပြဂီဘရီယယ်မာဂါဟေးစပောင်ကြွက်သားဒန်ယာကြောင့်တချို့သတင်းဖော်ပြချက်တွေထဲမှာဆိုရင်2025ခုနှစ်တစ်နှစ်လုံးပါဝင်တော့မှာမဟုတ်ဘူး 2025တနှစ်ဆိုတော့လပိုင်းအဖြစ်ကျွန်တော်တလာဆွဆွလောက်ပဲဂျန်တော့ပါတယ်။အဲ့ဒီတလာဆွဆွအချိန်ကာလအတွင်းမှာဒဏ်ရာကြောင့်နားနေရနိုင်တဲ့2026လဆန်းလောက်မှာပဲပြန်ပါလာတော့မယ်ပေါ့နော်။အတေးတာကတော့ press မှာပြောထားတဲ့ပုံစံသူ့ရဲ့ကစားသမားကိုစိတ်ဆင်မှုပြုလုပ်အောင်မယ်။စိတ်ဆင်မှုပြုလုပ်ပြီးတဲ့အခါကျမှဘလောက်အတိုင်းအတာနားရမယ်ဆိုတော့အတိအကျသူသိနိုင်မယ်ဆိုတဲ့ပုံစံမျိုးပြောထားတာပါ။ဒါမဲ့ sport mole ရဲ့ဖော်ပြချက်အရကတော့တေးကြတဲ့ဒီ November လကုန်ကနေဒီဇင်ဘာတလလုံးနားရမယ်ပုံစံမျိုးဖော်ပြသွားပါတယ်။ ပါဝန်ပါဖို့မတည်ကြတဲ့ကစားသမားတွေကိုထပ်ပြောပါမယ်။ရီကာဒိုကလာဖီယိုရီကလာဖီယိုရီကတော့အီတလီလက်ရွေးစင်တင်တဲ့ကန်တော့ဒဏ်ရာပြသက်တာနည်းနည်းရှိတယ်။ဒါပေမဲ့ဂတူဆိုကဒဏ်ရာအကြီးကြီးမမမရဘူး။အာစတင်နဲ့ပြန်ပြီးတော့ကစားတဲ့အချိန်မှာပြဿနာရှိမှဆိုတဲ့အတွက်အနာပေးထားတယ်လို့ပြောပေမဲ့လေးချင်ရတော့ကလာဖီယိုရီကမစင်းဘူးပေါ့နော်။ပွဲနာနေတဲ့အခါလေးချင်တွေထက်လို့ရင်တော့ကလာဖီယိုရီဒီလေးချင်ရင်ဆင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေလည်းပေါ်ပြထားပါတယ်။အဲဒါကြောင့်ကလာဖီယိုရီဒီ fitness မပြည့်နိုင်ဘူးဆိုတဲ့ယူဆချက်မျိုးကျွန်တော်တွေးထားလို့ရတယ်။ လာဗီရီမရှိရင်တော့လူဝစ်ကယ်လီယာအဲ့နေရာပေါ်ထွက်ဖို့ပို့ပြီးတော့များပါတယ်။နောက်ထပ်တယောက်ကတော့ကျွန်တော်ဂီဘရီယယ်မာတင်နယ်လီကြွက်သားဒဏ်ရာရထားတယ်။ဗီဒီယိုဂီယက်ကပေါင်နောက်ကျော်ဒဏ်ရာရထားပါတယ်။နိုနီမရူဝက်ကဒူးဒဏ်ရာအဲ့ကစားသမားတွေကပါဝင်ဖို့မပါဝင်ဖို့မသေးကြတဲ့အခြေအနေပြန်ပြီးတော့အတင်းနဲ့ပူပေါင်းပြီးတို့ပေမဲ့မသေးကြဘူးပေါ့ဗျာပေါ်ထွက်ခွင့်တနေရာမပါလာရင်တော့မှအရန်ကုန်မှထိုင်နေမလားဒါမှမဟုတ်ပေါ်ထွက်ခွင့်တနေရာ ပေးမလားဆိုတာတစ်ချက်တော့စောင့်ကြည့်ရမယ်တချို့ဒဏ်ရာသတင်းတွေကြောက်ရလဲကလပ်ရဲ့အသင်းအတွင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းတိတိပပတော့မသိဘူးဒါပေမဲ့ဒီကစားသမားတွေပါဖို့ပါဖို့ဆိုတာဟိုမိကုန်းထုတ်ရမယ်အခြေအနေမျိုးပေါ့နော်အဲ့တော့ Kaya vs သတင်းလဲအားလုံးကြားမှာပါဒူးတန်ရာပြဿနာနည်းနည်းလေးပြန်ရသွားတယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့ကလာရှီအနားယူရဖို့မရှိဘူးပို့ပြီးတော့ယုံကြည်စိတ်ချအောင်နားခိုင်းလိုက်တဲ့သဘောမျိုးပဲဖြစ်ပါတယ်မာတင်အိုရီကတ်ကလည်းပြန်ကောင်းလာပြီဆိုရင်ဒီပွဲစဉ်ပါဝင် စားဖို့အတွက်အသင့်မဖြစ်သေးတဲ့ပုံစံမျိုးဖော်ပြမှုတွေရှိနေပါတယ်။အဲ့ကျွန်တော်တကယ်ပြောရမယ်ဆိုတချို့ကစားသမားတွေခိုင်လို့အိုဒီကက်တို့အသင်းနဲ့မပူးပေါင်းရတာအချိန်ကာလအတိုင်းအတာတစ်ခုကြီးကြာသွားပြီ။သူတို့ချက်ချင်းအသင်းမှာထည့်သုံးမယ်ဆိုရင်လည်းကြက်ခိုင်မှုအခြေအနေပဲဖြစ်ဖြစ်အသင်းကစားသမားတွေဂျားတွေကဟန်ချက်ပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိနေဦးမယ်လို့ထင်တယ်။ဒီလိုအခြေအနေမျိုးမှာတော့အသင်းနဲ့ပူးပေါင်းရတာကြာပြီဖြစ်တဲ့ကစားသမားတွေကိုပဲအသုံးပြုမယ်လို့တော့ကျွန်တော်ယူဆပါရခင်ဗျာ။ဟုတ်ပြီအဲ့တော့ကျွန်တော် line up လေးကိုတစ်ချက်ဆွေးနွေးကြည့်အောင်နော်စိန်းလေးကတော့ Tottenham Hotspur ပါအနီးကတော့ Arsenal ဖြစ်ပါတယ် ဖီဂါရီယိုတော့ဂိုးပေါက်တနေရာမှာတော်တင်ဟော့စပါအနေနဲ့ဒါပေါ်တော့ကွန်းတနေရာပေးလာပါလိမ့်မယ်။နောက်မှာတော့အခုလက်ရှိချိန်တော်တင်ဟော့စပါအတည်းအကောင်းဆုံး CB နှစ်ယောက်ဖြစ်တဲ့ Michael Van Nieuwen နဲ့ Christian Romero တို့ပွဲထွက်လာပါလိမ့်မယ်။ကျွန်တော်ဒီဘက်မှာ ဥဒိုကီယာပုံမှန်အပြည့်ဆိုရင်ကောင်းပေမဲ့ချက်ကင်မှုမပြေဝရတဲ့ပြဿနာလေးတော့အနေငယ်ရှိတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ချက်ကင်မှုပိုပြည့်တဲ့ Jaspers ကိုပဲအသုံးပြုလာမယ်လို့ထင်တယ်။တစ်ဖက် right back ကတော့ Poro ကလွဲပြီးတော့တခြားကစားသမားတစ်ယောက်ကိုအသုံးပြုလို့ရတဲ့အကြောင်းမရှိပါဘူး။ Poro တော်တော်ကောင်းပါတယ်။အဲ့တော့ကွင်းလေအထိုင်နှစ်ယောက်ကိုကျွန်တော်စဉ်းစားမယ့်နေရာမှာ ဘန်ဒန်ကာနဲ့ပယ်လင်ညာသုံးမလားဒါမို့ရင်ပယ်လင်ညာကိုတည်ပြီးတော့ဒီဘက်တစ်ဖက်ဖက်မှာဒိုင်ယာပြဿနာကောင်းလာပြီဖြစ်တယ်ပါပိစာလားဘာဂျ်ဗောလားတချို့တော့ကြည့်ရမယ်ဗျကျွန်တော်ကတော့လေပယ်လင်ညာကြီးထိုင်ပြီးပြီဆိုရင်ဘန်ဒန်ကာကတော့မထုတ်စီချင်တော့ဘူးဘေးနက်မှာပါပိစာထားတာပိုကောင်းမယ်လို့ယူဆပါတယ်ဒါမို့ရင်လည်းဘာဂျ်ဗောထားရင်ထားပါတော့အဲ့တော့ပါပိစာဘတ်ဗောတယောက်မို့တယောက်ဝင်နိုင်တယ်တိုးတော့ defensive action ကတော့ပါပိစာပိုကောင်းတယ်အဲ့အတွက်ကြောင့်ကျွန်တော်က ပယ်လင်ဂျာရဲ့ဘာဘေးစာပွဲထွက်လာနိုင်တယ်လို့ထင်တယ်။အဲ့တော့နံပါတ်10နေရာမှာဘသူ့ကိုထုတ်မလဲဆိုတဲ့အပိုင်းဆက်လက်စဉ်းစားရပါလိမ့်မယ်။နံပါတ်10မှာဘာဂျ်ဗောကိုပွဲထုတ်လို့ရပေမဲ့ဇာဗီဆိုင်မွန်ရဲ့ပုံမှန်ကနဦးနေရာဖြစ်တဲ့အတွက်ကြောင့်ဇာဗီဆိုင်မွန်ကိုအထဲမှာထားလို့ရတယ်။ပြီးတော့ left back တနေရာမှာပြီးခဲ့တဲ့တစ်ပတ်မန်ယူနိုက်တက်နဲ့ပွဲတွေမှာခြေသွမ်းပြတ်သက်သွားခဲ့တဲ့အိုရိုဘတ်ကိုလည်းထုတ်လို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ right wing မှာကတော့ပုံမှန်ပေါ်ထွက်နေကြ Brandon Johnson ပဲပေါ်ထွက်လာမှာဖြစ်ပြီးကျွန်တော်တိုက်စစ်ပိုင်းနေရာမှာကတော့ Richard Lee စင်ပေါ်ထွက်လာနိုင်တယ်လို့ထင်ပါတယ်။ဒါကတော့ Tony Hotspur ရဲ့ command jersey line up ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးမွေးကစားခြင်းနဲ့ဆိုရင်တော့ Senior Dodgers team မှာမောင်း96 Iron Bucks 19နဲ့၅တလုံး Mist တို့ကို Member တဲ့ unit ဖြစ်အပူစုကြီးနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ Bombardment 39 893 18380မှာဆက်သွယ်ဆုံးသက်မေးမြန်းနိုင်ပါတယ်။ကဲကျွန်တော်အားကြီးပဲထပ်ပြီး switch လိုက်ရအောင်။ ်အာစတေရဲ့ဒီ line up ကတော့ကျွန်တော်ဖြစ်စေခြင်းနဲ့ပုံစံအခင်းချင်းလို့ပြောရင်ပို့ပြီးတော့မှန်လိုက်မယ်တကယ်ပေါ်ထွက်လာတဲ့အခြေအနေမှာတော့အနေငယ်လဲမှားကောင်းမှားနိုင်တယ်ပေါ့နော်ဂိုးသမားတနေရာ David Raya Gabriel Magais နာသွားတဲ့အတွက်ကြောင့်ဒီနေရာမှာအင်ကပြဲကိုပဲအသုံးပြုလာနိုင်တယ်အင်ကပြဲနဲ့ဆလီဘာတို့ရဲ့အကောင်းဆုံးပုံစံရမလားလေးလာစောင့်ကြည့်ရမယ်ပွဲပါ right back မှာကတော့ Julian Tima ဖြစ်ပြီး left back တနေရာမှာကတော့ Calafiori ကိုပွဲထုတ်မလား Luis Kelly ကိုပွဲထုတ်မလားကြည့်ရမယ် Calafiori ကဘာမှမသိကြတဲ့အတွက်ဒီလိုပွဲမျိုးမှာကတော့ Luis Kelly ကိုပွဲထုတ်တာပို့ပြီးတော့ကောင်းလိုက်မယ်ဗျာကျွန်တော်ကတော့ Luis Kelly ကိုပွဲထွက်လာနိုင်တယ်လို့ထင်တယ်အဲ့တော့ကွင်းလေ၃ယောက်ကတော့ရှင်းတယ်လက်ရှိအချိန်မှာလည်းအကောင်းဆုံးဖြစ်နေတယ်အသင်းနဲ့လည်းပူးပေါင်းတာကြာပြီးဖြစ်တယ် ဆူပီမန်ဒီဒက်ကလရိုက်စ်တဲ့အဘရီချီအဇီလိုပဲပွဲထွက်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်ဗီဒီယိုကက်စ်ပွဲထွက်ဖို့မထွက်ဖို့မသေးကြဘူးမီရီနိုပွဲထွက်လာနိုင်တယ်လို့ကျွန်တော်ကဗီဒီယိုကက်စ်ကိုလည်းပွဲထွက်ခွင့်ပြန်ပေးလာနိုင်တယ်လို့ထင်တယ်ဒီကလေးကျရင်တချို့ press တွေက အပြိုင်ဘက်အတင်ခမန်းလို့မရအောင်နည်းနည်းရှန်တိန်လေးလှုပ်သွားတဲ့အပိုင်းမျိုးလေးရှိတယ်ဗျာအာယော့ကီယက်ကတိတ်မကောင်းသေးဘူးပါနိုင်တယ်မပါနိုင်ဘူးမတင်မကျစကားလေးတွေပြောသွားတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ယော့ကီယက်ကိုပဲပေါ်တော့ခွင့်ပေးရမှာဗျာယော့ကီယက်တဲ့မီရီနိုကတိုက်စစ်မှုတယောက်အနေနဲ့ဆော်ရင်တော့ဘာမှမဆိုင်ဘူးပေါ့နော်အကွာကြီးပေါ့မီရီနိုကတော့စူပါဆက်အနေနဲ့တိုက်စစ်မှုပုံစံကစားခိုင်းရင်ရာကောင်းရပေမဲ့တကယ်တိုက်စစ်မှုအစ်စ်ကိုတော့မိမှာမဟုတ်ဘူးကျွန်တော်ကတော့ယော့ကီယက်ကိုပဲပေါ်တော့ခွင့်ပေးသေးခြင်းနဲ့ right wing မှာကတော့စာကာပေါ်ထွက်လာနိုင်ပြီးတော့ကျွန်တော် left wing တနေရာမှာတော့ martinelli မသေးကြတဲ့အခြေအနေမှာ trouser ပဲပေါ်ထွက်လာနိုင်ပါ ောင်းသုံးသက်ဆွေးနွေးနေဗီဒီယိုလေးဒီမှာနားချင်ပါတယ်ကျွန်တော်ညီကိုတွေရောဒီကြအားကြီးရဲ့ line up ကိုဘယ်လိုခန့်မှန်းခြင်းတယ်လဲ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာ